အစိုးမြင့်အတွေးတွေကိုအလေးမထားပါနဲ့။တမန်လူတယောက်ဟာတရက်ကိုအတွေးပေါင်း9000လောက်တွေးတယ်လို့စိတ်ပညာရှင်တွေကပြောပြကြတယ်။လူဟာလေးစင်တလောက်များရဲ့အတွေးတွေတွေးနိုင်နေဆိုတာအံ့ဩစရာပါပဲ။အဲ့ဒီအတွေးတွေထဲမှာအကောင်းမြင့်အတွေးရောအစိုးမြင့်အတွေးတွေပါပါဝင်နေပါရဲ့။အကောင်းမြင့်အတွေးကိုအလွယ်ပြပြရရဲ့အနာဂတ်မှာအကောင်းနေဖြစ်လာမယ်လို့ယုံကြည်မျှော်လင့်နေတဲ့အတွေးတွေပါ။အစိုးမြင့်အတွေးတွေက အနာဂတ်မှာမကောင်းတာတွေဖြစ်လာမယ်လို့ယုံကြည်နေကြရဲ့။ အတိတ်ကနဲ့လက်ရှိမကောင်းတဲ့ဖြစ်ရပ်တွေကိုစဉ်းစားပြီးဝမ်းနဲ့စိတ်မကောင်းဖြစ်နေတဲ့အတွေ့တွေပါအဆိုးမြင်သူ အဆိုးလက်အတွေ့ရှိသူဟာအရာရာကိုမကောင်းမြင်နေတတ်တယ်အဲ့ဒီလူဟာအမြဲတမ်းလူလိုစိတ်တကြနေတတ်တယ်စိတ်ပြက်နေတတ်တယ်ပုံဝင်စင်တယ်လည်းအဆင်ပြေအောင်မနေတတ်ဘူးအချက်အလက်ဖြစ်ပြောရရဲ့အဆိုးမြင်တွေဟာကောင်းကျိုးမပေးဘူးဆိုတာအသေးအချာပါဒါပေမဲ့ဝမ်းနဲ့စာနဲ့ပြောရရင်မိမိတွေးနေတဲ့အတွေးတွေမှာအဆိုးမြင်အတွေးတွေပါမလာအောင်လုံးလို့မရပါဘူး ခေါင်းထဲကိုအစိုးမြစ်အတွေးတွေဝင်မလာအောင်ဒါစီတာကာကွယ်တာလုပ်လို့မရပါဘူး။ဒါဆိုရင်ခေါင်းထဲကိုဝင်လာတဲ့အစိုးမြစ်အတွေးတွေကိုကျွန်တော်တို့ဘယ်လိုလုပ်ရမလဲ။အဲ့ဒီအတွက်လက်တွေ့ကျကျလုပ်နိုင်တဲ့နည်းတစ်ခုတော့ရှိပါတယ်။အဲ့ဒါကအဲ့ဒီအတွေးကိုခေါင်းထဲကနေဖယ်ထုတ်ခြင်း၊မတွေးမရောက်နေခြင်း၊အလေးနက်ဂရုမပြုခြင်းစတာတွေကိုလုပ်လို့ရပါတယ်။ဒါပေမဲ့ဒီနည်းကိုလုပ်နိုင်ဖို့လွတ်ကျပြီးဖို့တော့လိုပါတယ်။အစိုးမြစ်အတွေးပဲဖြစ်ဖြစ်အကောင့်မြစ်အတွေးပဲဖြစ်ဖြစ်အဲ့ဒါတွေဟာအတွေးတွေပါ။ အတွေ့တသက်ဟာကျွန်တော်တို့ကိုဘာဒုက္ခမှမပေးနိုင်ပါဘူး။ကျွန်တော်တို့ရဲ့သဘောတူညီချက်မပါဘဲအတွေ့ဟာကျွန်တော်တို့ကိုထိကောက်အောင်ဘာမှလုပ်လို့မရပါဘူး။အဲ့ဒါကိုရှင်းပြပါမယ်။မိတ်ဆွေအတဲကအကြောင်းတစ်ခုခုကိုတွေးလိုက်တယ်။ငါမိသားတွေဆင်းရဲခဲ့ကြလို့ငါအခုအဆင်မချမ်းမသာဖြစ်နေရတယ်။အဲ့ဒီအကြောင်းအရာကိုထပ်တလဲလဲစဉ်းစားပြီးရောအဆင်မချမ်းမသာဖြစ်လာတယ်။ဘာကြောင့်အဆင်မချမ်းမသာဖြစ်ရတာလဲကိုသုံးသပ်ကြည့်ရအောင်မ။အတဲကဖြစ်ရဖြစ်ခဲ့တဲ့ မိဘဆင်းရဲတာဟာပြီးသွားပြီမို့မိဆွေကိုစိတ်မချမ်းမသာဖြစ်အောင်လုပ်လိုက်တာမဟုတ်ပါဘူး။အတိတ်ကအဖြစ်ပြက်ဟာလူကိုဘာမှလုပ်လို့မရပါဘူး။ဒါဆိုရင်စိတ်မချမ်းမသာအောင်လုပ်လိုက်တာပဲဟာလေ။အဲ့ဒါကအတွေ့ပါ။အဲ့ဒီအတွေ့ကိုမိဆွေခွင့်ပြုချက်သဘောတူညီထားလို့သာတွေးနေမိတာပါ။ခွင့်မပြုရင် မတွေးတော့ဘူး။မတွေးရင်စိတ်မချမ်းမသာဖြစ်မှာမဟုတ်တော့ပါဘူး။ဒီမနက်ဖြစ်ခဲ့တာဒါမှမဟုတ်လွန်ခဲ့တဲ့9မိနစ်ကဖြစ်ခဲ့တာဟာအခုတော့အတွေးဖြစ်သွားပါပြီ ဒီမနက်ကရုံးငန်းထဲမှာလှုပ်ဖို့ကင်ဘက်နဲ့စကားများခဲ့တာဟာအခုတော့စကားများတာမဟုတ်တော့ဘဲအတွေးစိတ်ကူတသက်ဖြစ်သွားခဲ့ပါပြီ။နောက်မှဖြစ်လာနိုင်မယ့်အဖြစ်အပျက်တွေကိုတွေးခြင်းဟာလည်းအတွေးစိတ်ကူပါပဲ။အကောင်းမြင့်အတွေးအဆိုးမြင့်အတွေးတွေကဘယ်အတွေးကိုခေါင်းထဲကိုအဝင်ခံတဲ့နဲ့ဘယ်ဟာကိုအဝင်ခံမှုခွင့်မပြုတဲ့မှုဆိုတာတော့မိတ်ဆွေပဲဆုံးဖြတ်ရမှာပါ။ အခုပြောခဲ့တဲ့အစိုးမြအတွေးကိုအလေးမထားခြင်းနဲ့ခေါင်းထဲကဖဲထုတ်ခြင်းကိုအလေးချင်းဖြစ်အောင်လေ့ကျင့်ပေးခြင်းဟာဘဝအတွက်မဖြစ်မနေလုပ်ရမယ့်အရေးကြီးတဲ့လုပ်ငန်းစဉ်တစ်ခုပါ။ဘာကြောင့်လဲဆိုတော့အဲ့ဒီအလေးချင်းကိုရထားမှသာမိတ်ဆွေရဲ့ဘဝတစ်လျှောက်လုံးမှာစိတ်ချမ်းသာပျော်ရွှင်မှုကိုရနိုင်မှာပါ။နှုတ်မဆိုရင်အစိုးမြအတွေးတန်တရားလေးကနေယုံထွက်နိုင်မှာမဟုတ်ပဲအမြဲတမ်းစိတ်ဆင်းရဲနေရမှာပါ။အားလုံးပဲပြစ်စုံပံမှာတည်တည်နေခြင်းဖြင့်အဆင်ပြေလည်ကြပါစေရှင်။